ဒီနေ့ခင်ဗျားတို့ကိုမိတ်ဆက်ပေးမယ့် game ကနာမည်က Farlight 84လို့ခေါ်ရပါတော့ ပြောရမယ်ဆိုလို့ရှိရင်ဒီ game ကပဲနည်းနည်းတော့ထူးဆန်းတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ရဲ့ story line တွေကတခြားကလေးလိုမျိုးဟိုစစ်တိုက်နေတဲ့ talent နဲ့ဟိုလိုဖြစ်သွားတာဒီလိုဖြစ်သွားတာဒါမျိုးတွေမဟုတ်ဘူး။ဒီကောင် story line ကတတ်တတ်ကြီးခွဲထွက်နေတယ်လို့ကြီးကိုဖြစ်နေတယ်။ဒီ game ကိုဘလူလူတွေကပို့ပြီးတော့ရင်းနှီးမလဲဆိုလို့ရှိရင်လုံးဝ Apex Legend တို့ Fortnite တို့ဆော့ဘူးတဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးတော့ရင်းနှီးမယ်လို့ကျွန်တော်ကတော့ထင်တယ်။ ဝေါကဲဆိုတော့အရင်ဆုံးကျွန်တော်စပြရမယ်ဆိုလို့ရှိရင်ဒီမှာ hero ထဲမှာဆိုလို့ရှိရင်မြင်တဲ့အတိုင်းပဲကျွန်တော်ခုနပြောခဲ့သလိုပဲ attack gorilla scout control ဆိုပြီးတော့ခွဲထားတာကိုတွေ့ရမှာပါဆိုတော့ဒီဒကောင်ကြီးနေတိုင်းမှာ hero ဒကောင်ကြီးနေတိုင်းမှာသူ့ရဲ့ဒီမှာ ability တွေကလည်းဘောင်းဘုံရှိပါတယ် setting line လေးနည်းပြမယ်ဒီမှာတခြား game အနေနဲ့ဒီကောင်ကတော့အတူတူပဲ setting တွေကတော့ကိုယ်ပိုင်ကိုစိုက်သလို game ကို customize လုပ်နိုင်တယ်ပြကြလို့ရှိရင် လုံးဝဒီမှာမြင်တဲ့အတိုင်းပဲတိုက်တယ်လို့ customize လုပ်လို့ရတယ်။ဘူးရောအထဲမှာကျ wheel ဆိုတာကဒီကောင်ကအာဖိန်းနဲ့သွားတဲ့ကောင်လေးပေါ့ဗျာ။ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်ဒီကဒီကောင်ကလည်း type ကအများကြီးရှိတယ်။ skin တွေလည်းရှိတယ်ပေါ့နော်။ type ကဒါ type တကူပြီးကြလို့ရင် mobile tower ဆိုတဲ့ဒီလို type တကူရှိတယ်။အဲဒါလား။ဒါဒါရိုးရိုးဟာဒါမှမဟုတ်အဲ့ရနဲ့ပုံမှန်ကြောင်းကတင်ကားလိုပုံစံဖြစ်သွားတာ။ဒါဆိုလို့ရှိရင် transformer လို့တိုက်ပြီးကြလားစောင့်ရင်းကြီးကိုမိုက်လွန်းတာအားကြီးရလေဒီကောင်းစီမှာမှုတွေကလည်းအများကြီးပါတယ်တိုက်တဲ့မှုကိုတိုက်တယ်လို့ဆော့လို့ရတယ်ပေါ့နော်အဲ့တော့ fusion ကလည်းတူမှာမဟုတ်ဘူးအခုကျွန်တော်ကတော့ battle royale မှုကိုဆော့မှဖြစ်ပါတယ် just pop it okay အရင်ဆုံးဒီကောင်းဝင်ပြီဆိုတာနဲ့တလားအရင်ဆုံး character တော့ရွေးခိုင်းတာကိုကဘာဆော့မှာ scout ဆော့မှာလား attack ဆော့မှာလားကျွန် control တွေပါတယ်ကျွန်တော်မဝဲရလေပေါ့နော်ကျွန်တော်က attack ပိုင်းအားတာဆိုတော့ကျွန်တော် attack ပဲဆော့မယ် ဒီကြီးတို့ကျွန်တော်တခါမှမကန်ဘူးလေ။ Yeah. Yeah. Okay. Graphic ကိုတစ်ချက်ကြည့်ပေါ့။ဘလောက်တောင်ဟိုဖြစ်လိုက်လဲဆိုတော့တစ်ချက်ကြည့်ပေါ့။ဟာကြီး။ဆောင်းရဲမိုက်တယ်မကြီးအထဲမှာလူတွေအကုန်လုံးကတက်လာအိတ်နေတဲ့ပုံစံမျိုး။ဒီမင်းကြီးဒီကောင်ဆင်းဒီ effort တွေပါလေကြည့်ကြည့်။ဆောင်းရဲလမ်းတော့အပေါ်နေရညင်ငွေးနေပါလေ။တော်တော်မိုက်တယ်။အဲ့ဒီဘောက်ကတော့ဆောင်းရင်းကြည့်ရယ်ပေါ့နော်။ ရန်နေနေပါတယ်ဒါတနက်တည်းကသလိုရွေးရတာပေါ့နော်ဒီနာကနေပြီးတော့ရမှာဒီ system တွေကြောင့်တော့အိုးတောင်းတွေ့တယ်နားမနားမလည်းခြေတန်ကြားလိုက်တယ်ခြေတန်နေကြားနေရတယ်ကွတန်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 ဘောတကြီးပေါ့ရှုပ်ဒီမှာတွေ့ရင်မာနာရခေါ်တာတော့ nghe nè con nó con đâu ô mày rồi nó nghe nè con con đâu hả ao xin hỏi ao oh, xin hỏi ao oh, xin hỏi không ạ ô mày rồi ô mày rồi Oh my god.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  อืออ่ะขนาด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 โอ้ my god Oh my rescue fuck အားလုံးရှိတာဒီမှာ rush one ရှိဟောအဲ့လိုပဲကျွန်တော်ပြောနေကြအတိုင်းပဲ pro player တွေဆိုတာဘရောမသူ့ပညာအစစ်မှောင်ထုတ်မပြအမြင်နဲ့တိန်တာဟောကလေးတွေပြောပါသေးဆိုပြီးတော့ပြ တကယ်တကယ်စော့ပြလိုက်ပြီဆိုလို့ရှိရင်အကုန်လုံးမှာမျက်ခုံးတွေမှာကျွတ်ထွက်ကုန်လိမ့်မယ်အဲ့ဒါကြောင့်မစော့တိတ်မစော့ပြရအောင်ပါနော် Okay ဒီနေ့စောပြသွားတယ်ဒီနေ့ explain လုပ်ပေးသွားတယ်ဒီ Far 84ဆိုတဲ့ game လေးကိုကြိုက်ကြမယ်လို့ထင်ပါတယ်ဒီလိုမျိုးနောက်ထပ် game တွေအများကြီးကိုလည်းဆက်လက်ပြီးတင်ဆက်ပေးနေမှာဖြစ်တဲ့အပေါ်မှာဘလို့ game လေးတွေကို review လုပ်စီခြင်းနဲ့ဘလို့ game လေးတွေကို review ပေးသေးခြင်းနဲ့ဆိုတော့လည်း comment box မှာရေးခဲ့ပေးလို့ရပါတယ်ကျွန်တော် channel လေးကတင်ပေးတဲ့ဒီ game တွေကိုလည်းလက်မလွတ်ရလေအောင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မျှော်လင့်ပါတယ်ခင်ဗျာ ဆိုနောက်ထပ်နောက်ထပ်ဘလို့ဂိမ်းနေနဲ့ပြန်လာအောင်မယ်ဆိုတော့စောင့်ကြည့်ပေးပါဦးခင်ဗျကျွန်တော်ကတော့ influencer MC ပါအားလုံးကိုတွေ့ရတော့ဝမ်းသာပါတယ်ခင်ဗျ bye bye